ကျွန်တော်တို့တွေကပြီးပြည့်စုံမဲ့အရှင်တွေကိုစောက်လို့မရဘူးပေါ့နော်ကျွန်တော်တို့လည်းဒီလိုစားခဲ့ရတာပေါ့နော်ဒီစီပြကျန်တာကြောင့်လည်းကျွန်တော်တို့အာညွန်မန်းချက်တွေအိမ်မက်တွေအကြီးကြီးမက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးကတော့ခုလက်ရှိအခြေအနေပါအဲ့ဒါခုလက်ရှိကျွန်တော်တို့ပြင်ချင်နေရနေစားလို့ရမှာလေပေါ့ကျွန်တော်တို့ဒီကိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက်ကျွန်တော်တို့ဘူပိုင်ပညာရေးဟိုးတမျိုးသားလုံးကိုစားပြုနိုင်တဲ့ပညာရေးတစ်ခု ပညာရေးဟိုအခြေတည်ပြီးကျွန်တော်တို့ဒီအာကျွန်တော်ပြန်ပွားခြင်းနဲ့ကျွန်တော်တို့ရိုးရာယဉ်ကျေးမှုတွေကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ဒါကိုပိုင်ကိုပိုင်လုံးနိုင်ဖွမ်းပေါ့နော်အဲအဲ့ဒါတွေကအဓိကပညာရေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းရောက်တဲ့နေရာနေစားပြီးတော့လုပ်တယ်ပေါ့နော်အဲဒါကြောင့်မို့ဒီပြေဆုံးတဲ့အခြေအနေကိုမစောက်ပါနဲ့ပစုံတယောက်ကလာပြီးတဲ့အခြေအနေကိုမစောက်ပါနဲ့လို့ကျွန်တော်တိုက်တွန်းပြောချင်ပါတယ် ဒီတန်းနေမှာဆိုရင်ဟိုဒီတမဖြစ်ဒီပမာဖြစ်ပေါ့နော်ရောက်ရရက်ကနေပြီးတော့ဒီဟိုဟိုမောင်မေတွေအကုန်လုံးอ่ะပေါ့နော်ဟိုကလေးတိုင်းနေနိုင်နေဒီကိုယ်စင်နေကြတယ်ပေါ့ဝင်ကြတယ်ပေါ့နော်အဲဒါဒီတမကောင်းနေဟာပေါ့နော်အဲကိုရဲ့ဒီပြည်တော်ပြန်ထားရအောင်အဲထပ်ပြီးတော့ဒီဒီလိုမျိုးဒီမျိုးတန်းကြီးနဲ့ပတ်သက်ပြီးပြန်ပြောချင်ပါတယ်ဘယ်ကနာမဆိုပါနော်ကိုနိုင်ရနိုင်ရကနိုင်တဲ့ဘက်ကနေပြောမှာကိုအမျိုးတိုင်းနေ ့ဆိုင်နဲ့ကနတိမြင့်မဆိုတဲ့ပြင်လို့ရတယ်။ဘာလို့လဲဆိုတော့ဒီတော့တင်းတင်းဆိုလို့ရတယ်။ဒီတော့မှာကျဲဝင်ပါဝင်ပြီးမှကိုယ်ကလေးလည်းပါဝင်ဖို့ပါ။အဲကတော့အဲ့ဒါပြည့်စုံမှာဖြစ်တယ်။မဆိုးအနေနဲ့ပြောချင်တာကကျွန်တော်တို့ ဒီအချိန်မှာတော့ဒါအားလုံးခက်ခဲနေတယ်ဗောလေအားခက်ခဲနေတယ်ကျွန်တော်တို့ဘူဒီတာတွေမှာလည်းလက်စပွဲတွေဖြစ်တိုက်ပွဲတွေဖြစ်နေတယ်အဲအဲ့ဒီခါကျတော့အားလုံးကတော့ဒီစိတ်စိတ်ကတော့ဒါစိတ်မတက်မတက်မတက်မတာတော့ဖြစ်နေကြတယ်ဗောလေအဲအဲ့ဒီအချိန်မှာအဲ့ဒီကြားမှာပဲအဲဒီကျွန်တော်တို့ရဲ့86နှစ်မြောက်အမျိုးသားနေ့ကိုဒီရောက်တဲ့နေရာမှာဒီပိုးတိုင်းကတော့ဒါပွဲလုတ်ကိုလုတ်တယ်ဗောလေဒါကျွန်တော်တို့ယုံကြည်ပြီးသားဗောလေအာကျွန်တော်တို့ဒီဥမာနိုင်ငံခြားတွေရောက်သွားတဲ့ဒီပိုးတွေကလည်းဒီနိုင်ငံခြားမှာသူ့နိုင်ငံနိုင်ငံအလိုက်သူကမြေသားကြီးတွေကျင်းပကြတယ် အဲ့အခါကျတော့ဒါဒီဆက်ပြီးတော့လဲစင်ပါဖို့လဲအားတိုက်တွန်းခြင်းနဲ့အားလဲအားပေးခြင်းနဲ့ပေါ့လေအဲကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုယ်တိုင်လည်းဒါရောက်တဲ့နေရာမှာကျွန်တော်တို့အာဖြစ်အောင်လုပ်မယ်ဆိုရက်ဒါတန်းချန်နဲ့ချထားတယ်ပေါ့လေအဲကျွန်တော်တို့အာဒီမျိုးသားတမျိုးသားလုံးကိုပြောခြင်းလဲဆိုတော့ဒါကျွန်တော်တို့ပွဲတမျိုးအမျိုးသားနေ့လုပ်တဲ့ချိန်မှာခါတိုင်းနေ့လူမျိုးပေါ့လေအာကျွန်တော်တို့ဒီမြင်လာရတဲ့အဲ့ကျွန်တော်တို့ပွဲတွေတွားလာရတဲ့ကျွန်တော်ငွေတော့အာဟာတွေဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ဒါကအာ ပျော်ပွဲရှင်ပွဲတိတန့်တစ်ခုလိုမျိုးတော့ဖြစ်နေတယ်ဗောလေအဲ့ခါကျတော့ကျွန်တော်တို့အမျိုးသားနေ့မှာဒီအမျိုးသားကြီးနဲ့ဆိုင်နေတဲ့အမျိုးသားကြီးဆိုင်နေတဲ့အရေးအရာတွေပေါ့လေအဲ့ဒီအပိုင်းတွေမှာလည်းဒါဆက်ပြီးတော့လေ့လာဖို့တိုက်တွန်းချင်တယ်နောက်တစ်ခုကကျတော့တီပိတာလူကလည်းဒီမတီတဲ့လူငယ်တွေကိုလက်ဆင့်ကမ်းပြီးတော့ဒါဒါပြန်ပြီးတော့မျက်ဝေပြဖို့လည်းဒါတောင်းဆိုချင်တယ်ပေါ့လေ